ကကြီးသုံးပါကျော်လွှားခြင်းတဲ့တန်လျာထဲမှာဘဝတစ်ခုရထားတဲ့ပုံကိုယ်တွေကြုံတွေ့နိုင်တဲ့ဖေးဆိုးရံဆိုးကံမျိုးတွေဆိုတာခေတ်ကာလအလိုက်ရံပါရံခါကြုံတတ်တယ်ပေါ့အဲ့လိုကြုံတဲ့အခါမှာအများစု ဘုရားရဲ့မှာဒီလိုကြုံလာတဲ့အခါမျိုးကြတော့ကံမကောင်းအကြောင်းမလားလို့ဆိုတဲ့အကြောင်းကိုမပြောတော့ပဲနဲ့ဝတ္တသေးဝေသောဒေါ်တော်တဏှယာဝုစီရဲ့ထဲမှာတရဝါတခုနေနဲ့ဖြစ်နေရခြင်းရဲ့အပြစ်ဖြစ်လို့ဒီလိုဆုံးလို့ရတာပါဘာလို့လဲဆိုတော့ ဒီလိုကကြီးသုံးမှာဘေးဆိုးရံဆိုးကမျိုးတွေနဲ့ချုပ်နေဆိုတာတခါတလေတူတူရောမဟုတ်ဘူးကဘာမှာရှိတဲ့ပုံကိုယ်တိုင်းပုံကိုယ်တိုင်းလို့ချုပ်တတ်တာတွေဖြစ်တာဒါကြောင့်မို့လို့ကုသအကုသဆိုတာလည်းပဲတဏှာတလောက်ကြာတော့လူတွေမှာအကုသနဲ့ခင်းတဲ့ပုံကိုယ်ဆိုမရှိနိုင်ဘူးလေအဲတော့မရှိနိုင်တော့အကုသဆိုတာလည်းပဲအခွင့်အရေးရရင်ကျိုးပေးတာပဲ ုသိုလ်ကလည်းအခွင့်ရရလိုက်အကျိုးပေးတာပဲတန်တရာဝတ္ထကမလွတ်သေးသမျှတော့အကုသိုလ်တွေကလည်းမြတ်စွာဘုရားတောင်းမှပဲခန္ဓာရှိနေသေးရင်ဝင်ပြီးတော့နှိပ်စက်လိုက်သေးတာပဲရှင်မောကလန်တို့လိုတကူရှင်ပုဂ္ဂိုလ်တွေလည်းဝင်ပြီးတော့နှိပ်စက်လိုက်တာပဲဒါကတန်တရာဝတ္ထမှာရှိနေလို့ရှင်မလွတ်ကိုင်းနိုင်တဲ့သဘောတွေပေါ့နော် တော့မလုတ်ကင်းနိုင်တဲ့သဘောတွေကိုတခါတရံကြတော့ကံကိုဥတီပြောရပဲရှိတယ်။တခါတရံကြတော့အဆိုးနဲ့ကြုံတာရှိတယ်။မြန်မာနိုင်ငံမှာကအမျိုးမျိုးမြန်မာလူမျိုးတွေဟာကြုံခဲ့တယ်။တခြားလူမျိုးတွေလည်းပဲဆိုင်ရဆိုင်ရကမျိုးတွေကြုံခဲ့တယ်။ဘုန်းကြီးတို့မြန်မာနိုင်ငံဗြိတိရှအုပ်ဆိုးနေတဲ့အချိန်အင်္ဂလိပ်လက်ထက်ကဆိုလို့ရှိရင် နောက်ပိုင်းတော့ဗာရီကျုံတော့ဆုံးပလီယောဂာတို့အဲဒီကျုံခဲ့တာပဲလေတချို့ဆိုရွာလုံးကျွတ်မျိုးလုံးကျွတ်ကြောင်းရှိသွားတဲ့ဟာတွေရှိတာအဲ့တော့အဲ့ဒီဖြစ်ပါသွားတဲ့ပုံစံတွေရှိတယ်လွတ်တဲ့ပုံစံတွေရှိတယ်အဲ့ဒီလိုဘေးစိုးရံစိုးကပ်လို့ဆိုတာဟာကြာရောက်ဖြစ်ပေါ်ပြီးတော့လာတတ်တယ်ကံကောင်းအကြောင်းမလာတဲ့အခါမှာ လူတိုင်းလူတိုင်းကလည်းအကုသိုလ်မကင်းတဲ့အတွက်ကြောင့်သူအကုသိုလ်ကနေပြီးတော့အကျိုးပေးခွင့်ရသွားလို့ဒီကတ်ထဲမှာပါသွားတဲ့ပုံစံတွေလည်းအများကြီးပဲအဲ့တော့ညမနိုင်ငံဗုဒ္ဓဘာသာဝင်တွေပြောလို့ရှိတဲ့ကတ်ကြီးသုံးပါးကတ်ကြီးသုံးပါးလို့ဩဃတာထဲမှာလည်းပဲဒီကတ်ကြီးသုံးပါးလွတ်မြောက်ဖို့ဆိုပြီးတော့ဖျားကြောတဲ့အခါမှာလွတ်ချင်ကြတယ် ူတောင်းကြပဲလေးပါးကတ်သုံးပါးဆိုထင်ပါလေအဲ့တော့ကတ်ဆိုတာဘာကိုပြောရလဲဆိုတော့ခွန်ကြီးတို့တအားမှတ်သားဖို့ကတ်ဆိုတဲ့စကားလုံးကကတ်ပဆိုတဲ့ပါဠိဘာသာကိုညမမပြန်မနဲ့သုံးနှုံးနဲ့အတိတ်ပဲကပ္ပဆိုတာဘာလဲဆိုရင်အတိုင်းအတာအချိန်ပိုင်းတစ်ခုလို့ဒီလိုဆိုလို့ အချိန်ပိုင်းတစ်ခုဆိုတာဘေးကအနေရကျုံးနေတဲ့အချိန်ကာလတစ်ခုကိုကတ်လို့ဒီလိုပြောတာပဲဒီကပ်ပဆိုတဲ့စကားလုံးဟာဒီနေရာမှာအချိန်ပိုင်းတစ်ခုဒီအတုံးတစ်ခုကိုကြည့်မော်အာယုကပ်ပဆိုတဲ့စကားလုံးကိုကြည့်မြတ်စွာဘုရားကရှန္နနာကိုတက်တော်80အရွယ်မှာ အာယတင်္ကာရမလွတ်ခင်မရှိတယ်အာနန္ဒာအဋ္ဌိပတ်၄ပါးကိုကြာကြာနာနာပွားထားတဲ့ပုဂ္ဂိုလ်ဟာအာယုကစိတ်အောင်ဟုတ်တယ်သို့မဟုတ်အာယုကတဲ့ကြော်ပြီးတော့အသက်ရှင်တည်နေနိုင်တယ်လို့ဒီလိုမိန့်လေးရှိတယ်အဲ့လိုမိန့်တဲ့နေရာမှာရှိပေါ့အာယုကပ္ပဆိုတဲ့အဓိပ္ပာယ်ကပါတော့ဆို လူတွေရဲ့တက်တန်းအတိုင်းဒါတခုကပ္ပလို့သုံးတာအဲ့ဒီမှာလည်းပဲဆိုပါစို့ဘောရမမြတ်စွာဘုရားပွင့်တဲ့အချိန်တိုင်းဒါတခုလူတွေရဲ့အာယုကပ္ပဆိုတာဒါတရားဌာန်းကိုပြောတာအသက်တရားဌာန်းမှာလူဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာအသက်120 160အထိရှိခြင်းရှိလိမ့်မယ်သို့တော့200 300အထိရောက်ဖို့ဆိုတာအမှန်တမ်းခင် တရားဒဏ်ဘောရမြတ်စွာဘုရားတရားဒဏ်ပွင့်အဲ့ဒီတရားဒဏ်အချိန်ကာလအပိုင်းခြားတစ်ခုအာယုကပ္ပလို့ခေါ်တယ်အဲ့ဒီကပ္ပဟာအချိန်အတိုင်းတာတစ်ခုခေါ်တယ်လို့ပဲကတ္တုမဆိုတဲ့နေရာမှာပါတယ်ကပ္ပဟာအချိန်အတိုင်းတာတစ်ခုပဲပေါ့အဲ့တော့ကတ္တုမနဲ့ပတ်သက်ပြီးတော့ဒီအချိန်ပိုင်းတစ်ခုလို့ဒီလိုမှတ်သားဖို့လိုအပ်တယ်ပေါ့နော် အဲ့တော့အချိန်တိုင်းတာနဲ့ပတ်သက်ပြီးတော့လောကလူသားတွေသရဝါတွေကြုံတွေ့ရတဲ့ဝိဇုကဆိုးကြီးတွေကဘာတွေတုံးလို့ဆိုဝိသလိပြည်မှာကြာရောက်ဖြစ်ပေါ်လာတဲ့ဝိဇုကဆိုးအဲ့ဒီဝိဇုကဆိုး၃မျိုးရှိတယ်ကတိ၃ပါးလို့ခေါ်ကြတယ်ဝိသလိပြည်မှာမိုးကောင်ရေရှားဖြစ်သွားတယ် မိုးမမှန်တော့မိုးမလျော်ဥရီတားခေါင်တဲ့အခါကျတော့စိုက်လို့ပြုတ်လို့မရကောက်စဘာပင်တွေကအသီးနှံမထွက်လာအခုလည်းကြည့်လေအနောက်နိုင်ငံတွေမှာတချို့ဟိုအာဖရိကနိုင်ငံတွေမှာမိုးခေါင်မိုးခေါင်ပြီးတော့အစာရေစာမပြည့်စုံလို့ဒုက္ခရောက်ကြတာဟိုမကြခင်ကအီသီယိုးပီးယားဆိုတာဖြစ်သွားတာရှိခုလည်းပဲ ာဖရိကနိုင်ငံတွေမှာဆိုမာလီတို့ဘာလို့ဆိုဖြစ်နေမိုးခေါင်ပြီဆိုတဲ့အခါစိုက်လို့ပြုတ်လို့မရတောက်ရည်တောင်မပြည့်စုံတော့အကုန်လုံးအဲ့လိုမိုးခေါင်နေဆိုတဲ့အခါမှာမိုးမရွာလို့ရှိရင်ဘာဖြစ်လာလဲဆိုရင်မိုးကိုအမြင့်ပြုတ်ပြီးတော့စိုက်ရပြောရမယ်လူတွေစားသုံးဖို့တီးနံမဖြစ်တော့မဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲလဲဒုတ်ဖိတ်ခါ ထုဆိုတာမပြည့်စုံတဲ့ဖိခအစာရေစာအစာရေစာမပြည့်စုံဘူးတောင်းရည်မရှိဘူးစားစရာမရှိဘူးဟောဖြစ်လာအဲ့ဒီရေမရှိဘူးစားစရာမရှိဘူးဆိုတော့ဒီအချိန်အတိုင်းအတာကြီးတစ်ခုဟာ6လကြာရင်လည်းကြာမယ်1နှစ်ကြာရင်လည်းကြာမယ်2နှစ်3နှစ်ကြာရင်လည်းကြာမယ်အဲ့ဒါလို့ခံစားနေရတဲ့မိုးကောင်ရေရှားခံစားနေရတဲ့အချိန်ပိုင်းကြီးတစ်ခု ပထဝီတေချေပျက်စီးပြီးဒုက္ခရောက်နေတဲ့အချိန်တိုင်းတားကြီးတခုဒုဗ္ဗိခန္ဓရကတ်တို့ဒီလိုခေါ်တာဒုဗ္ဗိခန္ဓရကတ်မိုးခေါင်တို့ဒုက္ခရောက်ပြီးတော့အစာရေစာမစားရငတ်ပြတ်နေတဲ့အချိန်ပိုင်းတခုဒုဗ္ဗိခန္ဓရကတ်အဲ့တော့ဝေဒာလိပြည်မှာအဲ့ဒီလိုဒုဗ္ဗိခန္ဓရကတ်ရောက်တာကတ်ဆိုတာတခုနဲ့တခုဆက်သွယ်ပြီးတော့နေတာ အစာရေးစားမပြည့်စုံတော့အစာရေးစားမစားရရုံတင်ဒီရင်ရထမဟုတ်ဘူးအစာမစားရတဲ့အခါမှာဘာဖြစ်လာတော့ဆိုအာရတမပြည့်ဝတဲ့အခါမှာလူတွေမှာယောဂဖြစ်ကြပြန်အဲ့တော့ယောဂဖြစ်တဲ့အခါမှာယောဂတွေကလည်းလင်းလင်းမြန်မြန်ကုဆက်တယ်တခုကနေတခုကုဆက်ပြီးတော့ယောဂတွေဖြစ်ပွားတယ်တခါတရံဒီအစာရေးစားရှားပါမှုကိုအကြောင်းပြုပြီးတော့ယောဂဖြစ်တာရှိတယ် တခါတရံကျတော့အစာရည်စာရှားပါမှုကိုအကြောင်းမပြုဘဲနဲ့ယောဂဖြစ်လာတာလည်းရှိကြည့်လေမြန်မာပြည်မှာလည်းအလုံးကြာဘူးကြာလိမ့်မယ်ဟိုလွန်ခဲ့တဲ့၄၀နှစ်လောက်ကစာယောဂါဆိုတဲ့ခါဖြစ်လိုက်တယ်အနောက်ပိုင်းကျတော့ H1N1 တို့ H5N1 တို့ဆိုယောဂါတွေဖြစ်ကြတာကုသတဲ့ယောဂါတွေဖြစ်ပြီးတော့မကြမကြဒုက္ခတွေရောက်ကြတဲ့အနေအထားမျိုးတွေရှိတယ် အဲ့ဒါလိုယောဂါတွေဖြစ်တယ်။နောက်ခုခေတ်မှာတော့ဆေးဝါးတွေတို့ကာဝယ်ဆောင်ရှားမှုတွေကတိုးတက်လာသည့်အတွက်ကြောင့်ဒါအနည်းငယ်ဖိတ်စဉ်ရှိတော့လည်းပဲဒုတိယကဘာစစ်အချိန်တုန်းကဗမာပြည်မှာဖြစ်တဲ့ပလိတ်ယောဂါတို့လို့ဟိုတိကျိပျက်စီးမှုဟာနည်းတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီတုန်းကပလိတ်ယောဂါတုန်းကအများကြီးတိကျိပျက်စီးမှုတွေရှိခဲ့တယ်ပေါ့ မှတ်တမ်းတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တချို့ကရွာလုံးကျွတ်သွားတာတွေပါတောင်ရှိတာအဲမန္တလေးတို့ပါတော့ဆိုလို့ရှိရင်လည်းအကုန်ဟိုပြိယောဂါကိုရှောင်တိန်ပြီးတော့တခြားနေရာတွေသွားကြဆရာတော်ကြီးတပါးဆိုလို့ရှိရင်ပိဋကစာပိဋကပတ်သက်ပြီးအလွန်ကြွန့်ကျင်အလွန်ကြွန့်ကျင်တဲ့ဆရာတော်ကြီးကဒုတိယကဘာစစ်တုန်းကပြိယောဂါနဲ့စကိုင်းတောင်ရိုးမှာပြန်တော်မူသွားတာရှိတယ် ပလိဖြစ်ပြီးတော့ပြန်လာတော့ကတ်သေးပါသွားတယ်လို့ခေါ်တာပေါ့နော်အဲ့ဒါလို့ယောဂါတွေဖြစ်လာတာကို broken တရကတ်လို့ခေါ်တယ်ယောဂါဖြစ်နေတဲ့အချိန်ပိုင်းမငြိမ့်မချင်းဒီယောဂါပပျောက်မှုမဖြစ်မချင်းဒါကို broken တရကတ်လို့သူခေါ်တာအဲ့တော့အစာရေစာရှားပါမှုကိုအကြောင်းပြုပြီးတော့ဝေတာလီပြီမှာတော့ယောဂါဖြစ်တာလို့ပေါ့ အဲ့တော့ဘိဒုဗိက္ခန္တရာကတ်ကနေဆက်နွယ်ပြီးတော့ယောဂတွေဖြစ်ပွားတဲ့ရောဂန္တရာကတ်ဆိုရင်ဖြစ်လာတယ်ဖြစ်လာတော့လူတွေဟာယောဂတွေကုသရပြီးတော့တေချေပစ္စည်းချဒါကအခုပြမှာဖြစ်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တုန်းကလည်းဓမ္မပရဝိထုတွေကိုကြည့်မယ်ဆိုလို့ရှိရင်အဟိဝါဒရောဂါဆိုတာရှိတယ် ဘာကြောင့်အဟိဝါဒလို့၃နယ်လို့ဆိုတာကိုတော့တိတိချာချာဖွင့်ပြထားတဲ့ကျမ်းတော်မရှိမတွေ့ရသေးဘူးပေါ့အဟိဝါဒရောဂါလို့ဆိုတဲ့အသုံးလေးတစ်ခုရှိတယ်အဲ့တော့အဟိဝါဒရောဂါဆိုတာအလုံးကိုပြင်းထန်ပြီးတော့ကုသမှုအလုံးမြန်တဲ့ယောဂတစ်မျိုးပဲအဲတချို့ကလည်းပလိယောဂါလို့ယူဆကြတယ်ပေါ့နော်ပလိယောဂါလို့ယူဆကြတယ် ဲ့တော့အိန္ဒိယနိုင်ငံမှာမြတ်စွာဘုရားလက်ထက်တုန်းကလည်းအဲ့ဒီအဟိဝါဒရောဂါကြောင့်မိသားစုတွေဟာလုံးဝကုန်သွားတာကြောက်သွားတာတွေရှိတယ်ပေါ့ထွက်ပြေးနိုင်မှလင်းလင်းမြန်မြန်ဘာကိုမှမငယ်ပဲနဲ့အိမ်ကမြန်မြန်ထွက်ပြေးတဲ့ပုံကတော့အသက်ရှင်အဲ့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်တိရိစ္ဆာန်လေးတွေကစပြီးတော့သေးတယ်။သေပြီးတော့နောက်တစ်ခါလူတွေထိအောင်ရောက်လာ။ဟို ကောတမီပြည်ကတမဝတိမိဗျာဆိုတာဘဒဝတိမျိုးကတထေသမီးပဲသူတို့မိသားစုဟာဒီလိုပဲခြေတွေကျောနေအိမ်မှာရှိတဲ့လူတွေတိတ်ချေးကုန်တော့သူတို့မိသားစုသမိသားဖတ်၃ယောက်ထွက်ပြေးလာခဲ့ရကောတမီပြည်ပဲကိုထွက်ပြေးလာခဲ့ကြအာကိုးစရာမရှိထွက်ပြေးလာအဲ့ဒါလို့ပြေးလာလို့ဒီလဲရောက်ရောအမေအဖေကဆုံးသွားပြီးတော့နောက်နောက်ကြတော့ ူကဥဒိဏမင်းကြီးရဲ့မိဖုရားဖြစ်သွားတာပေါ့တမပတိဆိုအဲ့ဒါလေဒီလိုယောဂါတွေနဲ့ထွက်ပြေးခဲ့ကြတဲ့ပုံကိုယ်တွေပဲပေါ့အဲ့တော့ယောဂါဆိုတာတန်မြာထဲမှာဒီလိုရောဂန္တရကတ်ဆိုတာဒေတာအလိုက်ဖြစ်ပေါ်တတ်တာလေးရှိတယ်တဲ့ဒါကမရှောင်လွဲနိုင်ဘူးပေါ့ဘယ်နိုင်ငံမဆိုဖြစ်တာဘယ်ဒေတာမှမဆိုဖြစ်တာအဲ့လိုဖြစ်လာတဲ့အခါမှာ ုသမှုကာဝယ်မှုစောင့်ရှောက်ကောင်းတဲ့နိုင်ငံတွေကြတော့ထိမ့်မှုချုပ်မှုခုခေတ်တော့ရှိလာတယ်ပေါ့။ဒါနဲ့ထိမ့်ချုပ်နိုင်တဲ့အနေအထားလေးတွေရှိတယ်။အဲ့လိုထိမ့်ချုပ်မရှိတဲ့အခါကျတော့လူတွေဟာတေကျပျက်စီးကြတယ်။အဲ့ဒါကိုရောဂန္တရကတ်လို့ခေါ်တယ်။အဲ့ဒီရောဂန္တရာကတ်ဖြစ်လို့ရှိရင်လည်းဒီရင်ရပ်မနေသေးဘူးနောက်ထပ်ကတ်တက်ကတ်တစ်ခုကဝင်လာပြန်တယ်။ဘာလဲလို့ဆိုလို့ရှိရင် အမနုတန္တရကတ်မကောင်းဆိုးဝါဘီလူတရေတွေဟာလူတွေသိဆုံးတာကိုအကြောင်းပြုပြီးတော့မြို့ရဲရွာထဲမှာဝင်ရောက်ပြီးတော့ပို့ပြီးတော့ယောဂါတွေဖြစ်အောင်ဝင်ရောက်နှောက်ရှက်ပြီးဘီလူတရေတွေရဲ့နှောက်ရှက်မှုဆိုတာတခါထပ်ပြီးတော့ပိုးလာပြန်အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းက ဝေဒန္တိပြည်ကြီးဟာဒီလိုကတ်ကြီးသုံးပါးနဲ့တောက်ပြီးတော့ဂျုံတွေးကြအဲ့ဒါအားလုံးကြားဘူးနေကြတာပဲယမယံခါဂျုံတတ်တယ်ဆိုတာတတိထားဖို့ပေါ့နော်ကတ်ကြီးသုံးပါးဆိုတာယမယံခါဂျုံတတ်တယ်ဒါကရဏသုံးနဲ့ပတ်သက်တဲ့ဝေဒန္တိပြည်မှာဂျုံခဲ့တဲ့ယောဂါဒီကတ်ကြီးသုံးပါးပေါ့နော် နောက်တခါမြတ်စွာဘုရားကအမတပုဒ္ဓိကတုတ်အဲ့ဒီတုတ်မှာခေါ်ထားတဲ့ကတိတုံးမှရှိသေးတယ်အဲ့ဒီကတုံးမှကြတော့ဘယ်ကနေစပြောထားတော့လို့ဆိုသူကြတော့လောကလူတွေဟာလက်နဲ့တွေအဆန်းတွေထွင်ကြလက်နဲ့တွေအဆန်းတွေထွင်လာကြတယ် ပါလောကတုတ်မှာမြတ်စွာဘုရားဟောထားတဲ့ထဲအဲ့လိုလက်နဲ့တည်းဆန်းထွင်ပြီးတော့ဒုဒုတတ်ကြအားကြောင့်တတ်လဲလို့ဆိုတော့လောကလူသားတွေရဲ့အခြေအနေကဘယ်လိုရှိတော့ဆိုအထမရာဂဝိတမလောဘမိစ္ဆာဓမ္မအဲ့ဒီစကလုံး၃လုံးကိုမှတ်ထားပါ အဓမ္မရာဃဆိုတာတရားမဲ့တတ်မဲ့မှုဒီလိုဆိုလို့ရနော်တရားမဲ့တတ်မှတ်မှုဘာကိုပြောတာတော့ဆိုလူသားတွေဟာကာမအာယုန်နဲ့ပတ်သက်လာတဲ့အခါကျတော့တရားမဲ့တတ်မဲ့မှုဆိုတာဘာကိုပြောတာတော့ဆိုပါကအမေပေါ်မှာကိလေသာစိတ်ပေါ်အမေက သားပေါ်မှာကိလေသာစိတ်ပေါ့အဖေကသမီးပေါ်မှာသားမောင်နှမအချင်းချင်းကိလေသာစိတ်တွေဖြစ်တယ်အဲ့ဒါကိုအတ္တမရာဂလို့ဒီလိုခေါ်တယ်နော်အတ္တမရာဂဒါလည်းမဖြစ်ဘူးလို့မပြောနဲ့နော်တတဝါတွေမှာအဲ့ဒါလိုရုံညံ့တဲ့အကုသိုလ်တွေလွှမ်းမိုးနှိပ်စက်လာတယ်တဲ့ဒါကတခုအတ္တမရာဂဆိုတာ မထားရမဲ့တရားနိလမကြတဲ့ unlawful ပေါ့တကယ်ကိုမသိမ့်တော်တဲ့ကိစ္စတွေမှာသွားပြီးတော့တဏ္ဍာကဖြစ်တာအတ္တမရာကတော့နောက်တစ်ခုကြတော့ဘာတော့စင်ဝိတမလောဘဝိတမလောဘဆိုတာလွန်ကဲတာကာမဂုဏ်အာယုစိတ်တွေ တမ္မအနေထားရှိတင်တာတဲ့ပို့ပြီးတော့လွန်ကဲလာတယ်အဲ့လိုလွန်ကဲလာလို့ရှိရင်ဒါဝိတမလောဘလို့ခေါ်တယ်နောက်တစ်ခုမိစ္ဆာဓမ္မဆိုတာပါမယ်လို့ဆိုတယ်မိစ္ဆာဓမ္မကြတော့မှားယွင်းတဲ့အချက်မှားယွင်းတဲ့အချက်ဆိုတာ wrong practice ပေါ့အဲ့ဒါကဘာပြောတာလဲဆိုကြားကြားခြင်းမမခြင်း လိင်တူဆက်ဆံတာလေးကိုပြောနော် homosexuality လို့ခေါ်တယ် homosexuality လိင်တူဆက်ဆံမှုတွေဆိုတော့ပေါ်လာအခုခေတ်ဆိုလို့ရှိရင်တေဝင်တောင်မှဖြစ်လာတေဝင်တောင်ဖြစ်လာကြားဘူးကြပါလိမ့်မယ်ခေးပါတီတို့ခေးညီလာခံတို့တော့လို့ကြားကြားချင်းမမချင်းဆိုတဲ့မိန်းသူဆက်ဆံမှု homosexuality အဲ့ဒီကိစ္စတွေဟာပေါ်လာတာအဲ့ဒီကိစ္စတွေကိုမိစ္ဆာဓမ္မလို့ပြောတာလူလောကထဲမှာအဲ့ဒါတွေတိုးပွားလာပြီတဲ့အာတမရာဂတွေတိုးပွားလာတယ်ဝိသမလောဘတွေတိုးပွားလာတယ်မိစ္ဆာဓမ္မတွေတိုးပွားလာတယ်ဆိုလို့ရှိရင်အဲ့ဒီအာတမရာဂဝိသမလောဘမိစ္ဆာဓမ္မတွေရဲ့ လွှမ်းမိုးမှုကြောင့်လူရဲ့စိတ်တွေကဖောက်ပြန်။ဖောက်ပြန်လာတော့ရံညိုးတွေအသေးတွေများလာ။မုံတိမှုတွေများလာတဲ့အခါလက်နဲ့ဆန်းတွေထွင်ပြီးတော့လက်နဲ့ဆန်းတွေကင်ပြီးတော့လူတွေဟာတတ်မှုဖြတ်မှုကျွလွန်မှုတွေများလာတယ်။ဒါလည်းပဲရှောင်လွဲလို့မရတဲ့ကိစ္စတစ်ခုပဲနော်။ရှောင်လွဲလို့ကိစ္စမရတဲ့တစ်ခု။ အဲ့တော့လူလောကကြီးဟာတန်တကဘာလုံးနဲ့ခြုံကြည့်ရတယ်။ကိုယ်နေရာကွက်ကွက်ကလေးနဲ့ခြည်လို့မရဘူး။တနိုင်ငံနဲ့လည်းခြည်လို့မရဘူး။တကဘာလုံးနဲ့ခြုံကြည့်လိုက်မယ်ဆိုရင်အဲ့ဒါတွေဟာများလာပြီ။ရခိုင်နှုံးတိုးတိုးလာတယ်ဆိုတဲ့အထည်ပြော။အဲ့လိုဖြစ်တဲ့အခါအစွမ်းထက်တဲ့လက်နက်တွေကင်ပြီးတော့တတ်ချဖြတ်ချအခုခေတ်ကြီးလေဘုံခွဲပြီးတော့တတ်ထားတော့ လိမ့်ဉာဏ်နေပါဆိုလို့ရှိရင်နိုင်ငံတကာခရီးသွားတဲ့လိမ့်ဉာဏ်တွေဆိုလို့ရှိရင်ဘလောက်ထိအောင် check in နေလုံနေရတယ်ဆိုတာနိုင်ငံခြားခရီးသွားဖို့တော်ဘူးတဲ့လူတွေတွေ့ရမြန်မာပြည်ကဘုံကြီးတွေတောင်းပါပဲအမေရိကန်တို့ဘာလို့သွားရင်ဒီသင်္ကန်းတွေဘာတွေတောင်းချုပ်ပြီးတော့ပုံထဲရတာရှိတယ်เนาะအပြစ်လို့တော့ဆိုဒီမြန်မာလုံခြုံမှုအတွက်အများကြီးအရေးယူလာဥရောပနိုင်ငံတွေပါဆိုရင် ဘောဒီစကန်တောင်လောက်နေတယ်လို့ကြားတယ်။ဂျာမနီနိုင်ငံဆိုဘောဒီစကန်လောက်တယ်။ဘောဒီစကန်ဆိုတာအဲ့ဒီစက်ထဲဝင်လိုက်ရင်မိမွေးတိုင်းဖာမွေးတိုင်းအကုန်လုံးပဲစက်ကရိုက်ယူလိုက်တာ။အဲ့တော့တချို့ကလည်းကန့်ကွက်တယ်ဒါလူအခွင့်အရေးတွေကိုကျူးကျော်တာလို့။သို့တော်လည်းပဲအဲ့လိုမလုံလို့ရှိရင်ဒီလိန်ရင်ပြန်ကိုဖောက်ခွဲမဲ့ပစ္စည်းအမျိုးမျိုးပါလိန်ပြန်ပေါ်မှာပါလာတတ်တယ် ဒါကြောင့်မို့ခုခေတ်နိုင်ငံခြားတော့ရင်ရေဘူးတောင်မယူရဘူးရေမွေးပလင်းလည်းယူလို့မရဘူးပြုတ်စီဘူးလည်းယူလို့မရဘူးကြံတဲ့အရာတွေတစ်ခုမှယူလို့မရကော့စမက်တစ်တို့ဘာလို့ယူလို့မရဘာလို့တော့ဆိုအဲ့ဒါတွေကဒီတိုင်းလူသုံးကိုပစ္စည်းအနေနဲ့ရှိမယ်လို့မေးမြန်းနိုင်ရန်တုတ်ပြီးတော့သူကမိလောင်အောင်လုပ်လို့ရတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကြောင့်မို့လို့ယူလို့မရဘူး အခုခေတ်ခရီးသွားလို့ရှိရင်အမတ္တမချက်တဲတယ်ချက်တဲတယ်အမတ္တမစစ်ဆေးတာအဲ့ရေမွေးပလင်းတွေပါတယ်ပါရင်အမိုက်ပုံနဲ့ထည့်တာကော့စမက်တစ်တွေပါရင်အမိုက်ပုံနဲ့ထည့်ခံပြုတ်စီဘူးတောင်မှပဲမရှိပါဘူးအဲ့တော့အဲ့လိုဖြစ်လာတာဟာဘာဖြစ်လို့ရောဆိုတော့ခုနလူတွေဟာ အတ္တမရာဂဝိတမလောဘမိစ္ဆာဓမ္မတွေလွှမ်းမိုးလာတဲ့အတွက်ကြောင့်ဘသူသေးသေးဆိုပြီးတော့အနည်းငယ်ပြုတ်ကျင်တဲ့ပုံစံတွေကလောကမှာဥယျာတိုးလာဥယျာတိုးလာတော့ခီးသွားတဲ့အခါမှာအနည်းငယ်ကင်းမှုမရှိဘူးမရှိသည့်အတွက်ကြောင့်ချက်ကင်းနေမှာအကြီးအကျယ်ဆစ်ဆဲတာတွေဖြစ်လာတယ်ပေါ့အမှန်တမ်းချက်သေးတယ်ဒါမြတ်စွာဘုရားဟောထားတဲ့ထမင်းတရားပါတယ်နော် ပါလောကတုတ်လို့ခေါ်တယ်အဲ့ဒါလို့လက်နဲ့တည်းအသုံးပြုပြီးတော့တတ်ကြဖြတ်ကြဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်မှာအကျမ်းဖက်သမားတို့အကျမ်းဖက်ဝါဒလို့ဆိုပေါ်လာတာရရစ်မ်လို့ကျမ်းဖက်ဝါဒတာရရစ်ကျမ်းဖက်သမားဆိုတာပေါ်လာပြီးတော့ဘသူသေးသေးဆိုပြီးတော့ဟိုနာဘုံခွဲဒီနာဘုံခွဲဒီလိုအနေရပေးတဲ့ကိစ္စတွေမှာပေါ်လာတယ် ဒါမတမ60ကောင်းတာနော်တခါတော့မှဂျပန်နိုင်ငံမှာလွန်ခဲ့တဲ့7နှစ်ကြာကြာလောက်ကဖြစ်လေဒီမြေထဗုဒ္ဓယုံမှာအစိတ်ငွေတွေလွတ်တာဘသူအဲ့နာသွားရင်ဘသူပဲဖြစ်ဖြစ်သိစိတ်ငွေရှုမိရင်သိအောင်လုပ်တာတော့အဲ့လိုဟာတွေကနိုင်ငံတကာမှာပြန့်ပွားပြီးတော့လူတွေဒုက္ခရောက်အောင်လုပ်တဲ့ ဒီလိုစိတ်ဓာတ်ရှိတဲ့ပုံကိုယ်တွေတို့ပြီးတော့တကယ်လည်းလောက်လာတဲ့အနေအထားတွေရှိလာတယ်ပေါ့နော်ဒါတွေကသတင်းစာတွေတို့ကြည့်လိုက်မယ်ဆိုရင် channel တွေတို့ဖတ်လိုက်မယ်ဆိုရင်မကြားချင်အောင်တချို့ဒီကိစ္စတွေကရှိပြီးတော့နေတယ်ပေါ့ဒါမြတ်စွာဘုရားကပါလောကတုံမှာဟောတာလက်နဲ့တွေနဲ့တတ်လို့ လူတွေသေးတယ်တဲ့ဒါအကြောင်းတစ်ခုသူကလက်နဲ့ကြောင်ဖြစ်လာအဲ့ဒါလို့တတ်ကြဖြတ်ကြနဲ့ဒီလိုလုပ်တဲ့အခါတခါတရံမိုးကောင်ရေရှားနဲ့ခြုံတဲ့အခါမှာအစာရေစာမပြည့်စုံတဲ့ဒုဗိခန္တရကတ်ဆိုဖြစ်လာပြန်တယ်အစာရေစာမပြည့်စုံလို့လူတွေယောဂဖြစ်ပြီးဆိုတဲ့အခါမှာဘလူတရေဆိုတဲ့မမြင်ရတဲ့တတ္တဝါတွေကဝင်ပြီးတော့တခါနှောက်ရက်ပြန်တယ် ပါလောကတောက်တံဒီလိုတတ္ထန္တရကဒုဗိခန္တရကအမနုတ္တန္တရကလို့ဆိုပြီးတော့ကချီသုံးပါအဲ့မှလည်းဟောထားတာပဲညဆောအဲ့ဒီပါလောကတောက်တံမှာဟောတာကြတော့ပုံနာတယောက်ကမေးခွန်းထုတ်တယ်အရှင်ဘုရားတဲ့တမိုင်းစာအုပ်တွေကိုဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့လူပြေဟာ အင်မတမစီကားပြီးအရင်တုန်းကမြို့ကြီးပြကြီးတွေဟာအခုဟာတောစနဘုတ်ဖြစ်သွားတယ်မြို့ဖြက်ကျွာဖြက်တွေဖြစ်သွားတယ်မစီကားတော့ပဲနဲ့လူဦးရေယောဘားသွားတာတွေကိုတွေ့ရအဲ့ဒီချိန်ကဒါယောဘားနေလို့ကြည့်ပေါ်ဗမာပြည်မှာလည်းပဲတစ်ချိန်တုန်းကပကံခိအရိမတနာပကံနိုင်ငံတော်ကြီးဆိုအကြီးကြီးပဲလေ ်အခုသွားလို့ရှိရင်သေးသေးလေးဖြစ်သွားပုဂံခစ်ပြီးတဲ့အခါကျတော့ညင်ဆိုင်ပင်းရရွာလေးတရွာပဲရှိတော့အရင်ကမြို့တော်ကြီးနောက်အင်းဝမြို့တော်ကြီးကအခုဒီလိုဖြစ်လာတာပေါ့ဒီမရပူရလည်းပဲတစ်ချိန်တုန်းကအမတမဆီကားခဲ့တဲ့နေရာကြီးတစ်ခုပေါ့ဘယ်ရင်လက်ထက်ကလဲ